ကိုအိမ်ရဝန်ထမ်းကလေးတရာဒီစားနဲ့သွားချိန်မတွေ့ရလို့ကိုလက်မောင်ကိုဒါနဲ့လိချလိုက်တယ်။သွားချင်တာမသွားတော့ကြတော့ဘာလုပ်လဲဆိုတော့ခန္ဓာကာယကြီးကိုပိတ်ထားတယ်။ကိုမင်းခန့်ကိုအိမ်ရကလေးလေးဆိုလို့ရှိရင်လည်း2ယောက်တစ်ခန်း3ယောက်တစ်ခန်းတချို့ဆိုတစ်ယောက်ထဲနဲ့တစ်ခန်းအလိုထားပေးတာ။ခန္ဓာကာပိတ်ပိတ်ပြီးတော့မလာနဲ့လာနဲ့လာလို့ရှိရင်နင်တို့ဒါနဲ့ထိုးလိုက်မှာနော်ဆိုတာမျိုး အားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးရရွှေစုံလိုက်ပါတယ်မော်ဒီနဲ့တစ္ဆက်ပစ်ချင်တဲ့တတင်းလေးကတော့ဒီဆယ်လီကိုမိခတ်တနခါကဝန်ထမ်းမလေးကပေါ့နော်သူ့ရဲ့ချစ်သူနဲ့တောချင်းတွေ့မှာကိုခွင့်မပြုလို့ဆိုပြီးတော့သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်တယ်ဆိုတဲ့တတင်းလေးရဲ့ ကြည့်တဲ့မျိုးတွေလည်းဘုသူတာတင်ကစားယူလို့ရအောင်ပြန်လဲညောင်းလဲချင်းမဖြစ်ပါနဲ့။မွေးဗီဒီယိုလေးကိုအဆောက်တွေလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှိ။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။ကိုအိမ်ရဝန်ထမ်းကလေးတရာအခုဘာလုပ်လဲဆိုတော့ရီးစားနဲ့သွားချိန်မတွေ့ရလို့တဲ့။ကိုကိုကိုဓာတ်နဲ့ထိုးတော့မှလို့လို့သူများကိုပဲထိုးတော့မှလို့အခုကိုလက်မောင်ကိုဓာတ်နဲ့ထိုးဖို့ဓာတ်နဲ့လှိချလိုက်တယ်တဲ့။နော်။ပြောပြမယ်။သူကရီးသားနဲ့သွားချိန်တွေ့တာဒီမျိုးရင်းဆိုလို့ရှိရင်လေကျုပ်ကလေကျုပ်အိမ်ကဝန်ထမ်းအောင်လေရိုးရိုးဆိုင်ကယ်တောင်မပေးဘူးယူသွားကလစ်ဘိန်း ြီးသားနဲ့သွားချိန်တွေမျက်နှာငယ်ရမှာဆိုလို့ကလက်ပိန်းနဲ့သွားချိန်တွေခိုင်းနေအလုရှင်မျိုးကိုကိုကိုဂုံဖော်တာမဟုတ်ဘူးအခုကကြတော့တခြားမျိုးတစ်မျိုးကိုသွားရမှာမျိုးတစ်မျိုးကိုသွားတာကိစ္စမရှိဘူးရေရောက်ပြီးသားဖြစ်တဲ့အတွက်ဆွဲသွားတယ်ပြုတ်သွားတယ်ဟိုလူကခေါ်လို့ပါသွားတယ်ဒီလူကခေါ်လို့ပါသွားတယ်အဲ့လိုမျိုးအလမ်းမှာအဆင်မပြေဖြစ်တယ်ဆိုလို့ရှိရင်ကြတော့ကျုပ်တို့ကသူတို့မိဘမတီးပဲလှုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီကောင်းမော်ကြီးကိုပြက်တနာအားလုံးကလာမယ်မိဘတွေကအာနေမထားတာလေနေမဲ့သူတို့ခေါ်ထားတာလေအခုဘလို့ဖြစ်လို့ပါသွားလဲကိုကတိတ်တိတ်ကလေးလွတ်လိုက်ချင်းတဲ့ဒါပေမဲ့ခေါင်းခံရမယ်ပြက်တနာကိုလေကိုလည်းတခုခုပြစ်သွားဟိုက်ကလေးကြီးကိုပြန်မွေးပြဖို့မလွယ်ဘူးလေသူတို့ကလေအလုံးရှင်ရခံစားချက်ကိုနားမလည်ဘူးတော့ဒီလားသူတို့မိဘတွေကြတော့သူတို့ကအဲ့လိုပြဿနာတွေပြောမပြရဘူးကိုကိုကြတော့စိုးတယ်အခုဘယ်လိုလဲဆိုတော့သူသွားချင်တာမသွားတော့ကြတော့ဘာလုပ်လဲဆိုတော့ခန္ဓာကိုယ်ကြီးကိုပိတ်ထားတယ် ကိုမခန်ကိုအိမ်ကကလေးလေးဆိုလို့ရှိရင်လည်း2ယောက်တခန်း3ယောက်တခန်းတချို့ဆိုတစ်ယောက်ထဲနဲ့တခန်းအလိုထားပေးတာအောင်ခန်းတကာပိတ်ပိတ်ပြီးတော့မလာနဲ့လာနဲ့လာလို့ရှိရင်နင်တို့ဓာတ်နဲ့ထိုးလိုက်မှနော်ဆိုတာမျိုးတော့ တော်ဆဆိုးနော်ဆင်ညွတ်တာအခုအဲ့ဒါတနေ့ကုန်လေးဒီလားကိုမလေး driver မရှိလို့ driver ခေါ်ရမယ်ကိစ္စတွေအကုန်လုံးတနခါအခဲတွေမရသေးလို့လုံနေရတဲ့ကိစ္စတွေအများကြီးရှိတာအခုဒီနေ့ဆိုလို့ရှိရင် secret လဲကြော်ညာမရိုက်နိုင်တော့ဘူးတနခါလဲကြော်ညာမရိုက်နိုင်တော့ကို့ဝန်ထမ်းတချို့ကတော့ပြောလိုက်မယ်ဆွဲထားတာမဟုတ်ဘူးကလေးတွေကြတော့လေနေတာတွေကြတော့တန်ရောစင်တွေပေါ့နော်ဒါမဲ့စိုးတဲ့ကလေးကကြစိုးကိုစိုးတဲ့တော့ဒီလားကိုမင်းခန့်အပေါ်မှာ အဲ့လိုမျိုးစိုးတာလေဟိုဘယ်လိုပြောရမလဲတခြားစိုးတာကိစ္စမရှိဘူးအခုကျတော့သွားချင်တယ်မသွားတော့အဲ့လိုမျိုးတွေဖြစ်တယ်ဆိုတော့လေအလိုလိုလုပ်ပြရမှတော့မသိဘူး။သွားဆိုလှုပ်ချလိုက်တယ်ဆိုလို့ရှိရင် okay तू ကသွားပြီ။ तू မိဘကမသိဘူး။ तू မိဘကလာမယ်ထား။ तू မိဘဖုံးဆက်တဲ့ခါကြလို့ရှိရင်ဘယ်လိုပြောရမလဲကျွန်တော်တို့ကဟုတ်တယ်မလား။လမ်းမှာတစ်ခုဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကမိဘကိုဘယ်လိုပြောပြရမလဲ။မိဘကလာမှာလေဟာနေမှာထားတာလေနေမှာထားတာလေဘယ်လိုဖြစ်သွားရတော့ အခုကတဆောင်နိုင်သွားမယ်တောင်ကြီးတဆောင်နိုင်သွားတယ်ဆိုတာလွဲတာမဟုတ်ဘူးကဲမီရှူမီဘန်တစ်ခုခုကသူ့မျက်လုံးအမှန်လိုက်လို့မျက်လုံးလေးများကန့်သွားတယ်ဆိုတော့တက်တက်လုံးဖြစ်သွားမှာကိုကကြာအများကြီးတွေ့ရတာကိုအလုရှင်ဆိုပေမဲ့လေညီကိုပေါင်းနှမစိတ်ငယ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလေးလေငါတို့အလုရှင်ကတော့အဲ့လိုလေးတွေ့ပါလားလို့တော့တွေ့မှာမဟုတ်ဘဲငါတို့ကသွားခိုင်းမှုတော့တင်းကျက်လိုက်တာချုပ်ထိလိုက်တာမလေးအိမ်ကိုဒါလေးပဲလိန်ပေးရမှာသူတို့စိတ်ထဲမှာတော့အဲ့လိုလေးတွေ့ချင်းတွေ့မှာပေါ့တကယ်တော့မလွယ်ဘူးကလေးတို့ရေမလွယ်ပါဘူးတနာကြပါအောင်စိတ်ထားကောင်းလိုက်တာတနာကြပါအောင်အလုရှင်မျိုးက အရွယ်ကလေ၁၈ကလေး၁၉လေးတွေပြည့်ယုံမှုမရှိသေးတဲ့ဥစ္စာအောင် အခုကိုမင်းခန့်မှာဝန်ထမ်းလိုအပ်နေရပါတော့ဘလို့ဝန်ထမ်းလဲဆိုတော့နံပါတ်1 driver လုပ်နိုင်ရမယ်ကားမောင်းနိုင်ရမယ်ညာမောင်းကိုကောင်းကောင်းကျွန်းကျွန်းချင်းချင်းမောင်းနိုင်ရမယ်နောက်တစ်ခုကကျတော့ personal guard ပေါ့ကိုမင်းခန့်တို့ကျတော့ခကြီးတွေအများကြီးသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ personal guard အနေနဲ့ဟိုဘေးနားကနေပြီးရှိနေပြီးမှ assembly မှာပေါ့နော်နောက်တစ်ခုကတော့ photographer အဲ့ဒီသုံးမျိုးလုံးမှာတယောက်တည်းတက်တဲ့သူပေါ့နော်လိုချင်တာပေါ့နော်ဗတ်ပုံလဲရိုက်ပေးနိုင်ရမယ်အဓိကကတော့ editor ပါရမလို့ရအောင်ဗတ်ပုံလေးရိုက်ပေးနိုင်ရမယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကားလည်းကောင်းကောင်းမောင်းပေးနိုင်ရမ မယ်ဒါပေမဲ့ပေါ့နော်အာယုံနေနောက်တဲ့သူတော့မလားနဲ့ဇာတ်ရည်ရှုပ်လို့ဘာလို့လဲဆိုကျွန်တော်တို့ကလူရမ်းရွေးတယ်ဘာလို့ဆိုကွမိသားစုလို့ကွမိသားစုလို့စိတ်နဲ့ထားတဲ့သူမှခေါ်တာပေါ့နော်အတက်ငယ်တဲ့ထက်ရတော့မခေါ်ချင်ဘာလို့ဆိုအတက်ငယ်တဲ့သူကြတော့လေပြင်မစိတ်ခက်သားကြအရမ်းများတော့အဆင်မပြေဘူးဥမာပေါ့နော်ကျွန်တော်တို့ကလုပ်ငန်းခွင်ချလို့ရှိရင်ဖုံးမတုံးရတာရှိရဲပေါ့နော်အဲ့ဒါတွေကိုနားလည်နိုင်မှလက်ခံနိုင်မှလစာလဲတူတူတန်တန်ပေါ့နော်တည်မလားဟိုလစာလဲဟို သုံးသိန်းလောက်တော့ဟုတ်မနေဘူးကွာအဲ့ထက်တော့များနေစီရမယ်ကွယ်သိရမလားဒရိုက်ဘာတယောက်ကျွန်တော်တို့ကဘယ်ဒီမောင်းရမလဲဆိုလို့ရှိရင် highway ဆိုတာထက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းကားမောင်းနေနိုင်တယ်ကျွန်တော်ကိုယ်တိုင်ကကားမောင်းတာမရှင်းမောင်းတတ်တာကိုကတော့မမောင်းချင်လို့ကမမောင်းတာဖြစ်တယ်ကျွန်တော်အရင်တော့ပြင်မှမဟုတ်ဘူးကားမောင်းလို့လေ ဒါပေမဲ့ကာမောင်းတာကိုလည်းဝါသနာပါတယ်ဒီကာတန်ရှင်ကြီးတွေလည်းကောင်းကောင်းလုပ်နိုင်တဲ့သူမျိုးပြီးတော့လို့ရှိရင် personal card အနေနဲ့ကတော့ဥမာပေါ့နော်ကျွန်တော်ဟိုဥမာကျွန်တော်ကဆိုလို့ရှိရင်ကျွန်တော်ကပုပ်ပဖက်သွားတယ်ပကံဖက်သွားတယ်ဒီမန္တလေးဘက်သွားတယ်ရန်ကုန်ဘက်သွားတယ်ဆိုလို့ရှိရင်ကာကောင်းကောင်းလိုက်မောင်းပေးနိုင်အောင်အဆင်ပြေတယ်ဥမာပေါ့နော်ကိုကားနဲ့ကိုမသွားဘဲနဲ့လိုင်းကားနဲ့သွားရတဲ့အချိန်ကြာလို့ရှိရင်လည်းဥမာရန်ကုန်နေပါရဲ့ဆိုလို့ရှိရင်သွားရတယ်ဆိုလို့ရှိရင်လည်းလုံလုံခြုံခြုံနဲ့ပေါ့နော်ဟို ဘယ်လိုပြောရမလဲကကကွယ်ကွယ်နဲ့ရှိတဲ့သူမျိုးကိုခေါ်ချင်တာပေါ့နော်ကကကွယ်နဲ့ရှိတဲ့သူဆိုလို့လဲဟိုကနင်ချာတိုင်းတက်တဲ့သူမျိုးတော့မဟုတ်ဘူးပေါ့နော်အဓိကတော့ဟိုကကွယ်ခြင်းစိတ်ရှိရဲဆိုရင်ဟိုအစဉ်ပြေတယ်ကိုညီကိုမောင်နှမလိုဥစဉ်မျိုးပေါ့နော်အလုတ်ခေါ်လိုက်တယ်စေနာမပါဘူးအဲ့လိုဆိုရင်တော့မခေါ်ချင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြာတော့လေဟို စေနာမပါလို့ရှိရင်အဲ့လူကိုအနားမှာခံစားလို့မရဘူး just squat ပြန်လိုက်တော့ဆိုပြီးပြန်လွှတ်လိုက်ချင်တာစေနာပါတဲ့သူဆိုလို့ရှိရင်တော့တတ်တက်လုံးမသိရမလားကျွန်တော်တို့ဘက်ကလည်းမလုပ်ပြရမလဲအဲသူ့ဘက်ကလည်းသူ့ဘက်ကလည်းလုပ်ပြတယ်အဲ့လိုမျိုးပေါ့နော်အဲ့ driver လည်း driver ခေါ်ခြင်းနဲ့ driver တို့ driver ဘောခေါ်ခြင်းနဲ့ပေါ့နော်ကားလည်း mount ထည့်ရမယ် personal cab လည်းလုပ်ပေးနိုင်ရမယ် photographer လည်းလုပ်ပေးနိုင်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က live မှာမှနေရဖြစ်တဲ့တော့ကျွန်တော် TikTok တို့ video တို့ရိုက်ပေးတဲ့မှာအဆင်ပြေမှာပေါ့နော်အကယ်အဲ့တော့ကြတော့ဟောလုပ်ခြင်းတဲ့သူရှိရင်လည်း လုပ်ချင်တဲ့သူရှိရင်လည်းပြောကြပါဦး။နော်အဓိကတော့မကွေးမင်းဘူးဆိုရင်တော့မကွေးဆိုရင်ပိုအဆင်ပြေပါတယ်။အမကွင်ကိုလည်းပြန်အိတ်လို့ရမှာပေါ့နော်။သွားလာစားလာလာတော့ကျွန်တော်သွားသလိုသွားရမယ်ကျွန်တော်စားသလိုစားရမယ်ပေါ့နော်။အဓိကတော့အမြဲတမ်းတော့ကျွန်တော်နဲ့အတူရှိနေမှာပေါ့နော်။ တချို့တွေကမေးတယ်လိုင်းမွာလူပဲမေးရမှာအပြင်လူတွေကလည်းမေးရဘလို့မေးလဲဆိုတော့ခေတူမအေခွဲဒီညီမလေးကိုဘာလို့လက်ခံထားတာလဲလက်ခံထားတာလည်းပဲဟိုဘောနော်အနောက်ကနေပြီးတော့ဖြည့်ဆည်းပေးတယ်လုတ်ဆရာရှီကလုတ်ပေးတယ်ဆိုတော့ကြတော့သူတို့တွေမြင်နေမှာဘလို့လဲဆိုတော့ဘလို့စိတ်မျိုးထားတာလဲပေါ့ကျွန်တော်ကတော့တစ်ခုပဲတွေးလိုက်တယ်ကျွန်တော်ရဲ့အမေလက်ထက်တုန်းကလည်းကျွန်တော်အမေကသူတို့ကိုမုံမို့တင်မပေးခဲ့ဘူးပြီးတော့လို့ရှိရင်မမုံရဘူးလို့လည်းတင်ပေးခဲ့တယ်ကိုယ်ကလေးဆိုတော့ငငယ်တုန်းကတော့စိတ်ထဲမှာတမျိုးရှိရင်ရှိလိမ့်မယ်အသက် အမေတင်ပြလိုက်တဲ့အခါကျတော့မိဘရဲ့တွင်တင်မှုကမှန်ကန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမမုံတက်ဖဲနဲ့နောက်တစ်ခါကျတော့ဘယ်လိုတွေးလိုက်လဲဆိုတော့ဒီပေါ့နော်ဟိုစုံခွင့်ကံပါတယ်ဒါပေမဲ့စုံရမယ်ကံကဒီလိုဖြစ်နေတယ်ဖေတူမဲ့ဤခွဲတယောက်အနေနဲ့စုံရမယ်ကံဖြစ်နေရစုံတာကတော့စုံစုံပါဒါပေမဲ့စုံခွင့်ပါတဲ့ကံဒီလိုကံမျိုးကြောင့်ကျွန်တော်တို့ကဒီလိုကံမျိုးနဲ့စုံလိုက်ရတယ်လို့ပဲကျွန်တော်ကတွေးလိုက်တယ်ကံကိုပုံးချတယ်ပဲပြောပြောရေစက်ကိုပုံးချတယ်ပဲပြောပြောကျွန်တော်ညီမလေးနဲ့ပတ်သက်လို့ပေါ့နော်ကျုံရတဲ့အခါတော့အဲ့လိုမျိုးပဲ တော့ဘလို့အခုဆိုလို့ရှိရင်လည်းပေါ့နော် तू ကတော့ចောင်းလုံးဝမတက်ချင်ဘူး तू ကိုចောင်းထားပေးလိုက်တယ်ဆိုလို့ရှိရင် तू ကထွက်ပြေးတာတွေပါလေလုံမှကြောက်ရတယ်ပေါ့နော် तू ကကျွန်တော်ထင်တာတော့ကလေးဆိုတော့လေသူတို့အရင်တော့ကနေခဲ့တာလေဒီရွာဘက်တွေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးရခြေခံမပါဘူးပေါ့နော်မပါတော့ကြတော့ဟို तू စတဲ့မို့ကြတော့မတင်ချင်ဘူး तू စတဲ့အောင်လက်ပတ်သက်ပြောလည်းမလုပ်ချင်ဘူးဒါပေမဲ့ तू အတက်ပညာသင်ပေးလို့ရတာရှိရဲ့ तू ဝါသနာပါတာရှိရဲ့ကျွန်တော်ကဒီတစ်နှစ်လောက်ဆောင်ပြီးတော့ကြီးမယ်ပေါ့နော်ကြီးပြီးဆိုကမှ तू ကိုလုပ်ပေးစရာရှိရလုပ်ပေးမယ်သူတို့တွေ တော့ကျွန်တော်ကဒီမှာနှစ်အနေငယ်တွေထားပြီးတော့ကလေးတွေကိုခြားတော့ပြပကိုပို့มาပေါ့เนาะကျွန်တော်ရဲ့တူလီတူမတွေရောဒီဂျူးဆန်တွေတို့အကုန်လုံးကိုခြားတော့ပြပကိုပို့มาပေါ့เนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းလုံပန်းနေတာပေါ့เนาะကလေးတွေကတော့သူတို့တွေဘယ်လိုလုပ်ဖြစ်လာအောင်လဲတော့မသိဘူးကိုကတော့ပို့ချင်တာပေါ့เนาะ တူတွေတူမတွေရောသူတို့တွေရောတခန်းနေပဲဒါမဲ့ကျွန်တော်ပြောတယ်အမြဲတမ်းပဲတူတွေတူမတွေဆိုလို့ရှိရင်လည်းစိုးရင်တော့စိုးတဲ့သူမကြည့်ဘူးနော်ဘာလို့လဲဆိုတော့အပြစ်ဆိုတာလေအပြစ်လို့လဲဘေးမှာအပြစ်ကိုမလုပ်ရဲမှာပေါ့နော်မကောင်းတဲ့အရာတွေပေါ့နော်ဒါမဲ့ကျွန်တော် အလိုပေါ်တော့ KTV သွားလာသူတို့ခေါ်သွားတယ်ဘားသွားလာခေါ်သွားတယ်ကျွန်တော်ကိုယ်တိုင်ပဲသူတို့ဟိုဒီဒီနိုင်ငံခြားမှာကျွန်တော်ရှိတဲ့ကလပ်တွေဘာတွေဆိုလို့ရှိရင်လည်းခေါ်သွားမှာသူများခေါ်မှာရောက်တာမျိုးမဟုတ်ဘူးကွန်ပျူတာစုနဲ့လည်းရောက်တာမျိုးဆိုတာမျိုးကိုကျွန်တော်ကလုပ်ပါကလေးတွေထိနေနေရကြတော့လေဘယ်လိုပြောရမလဲပညာသာအရန်ပါတယ်ဘာလို့ဆိုကိုလည်းလူငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်တွေရဲ့ကြုံရတဲ့အရာတွေကိုသိရဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတွေဆိုလို့ရှိရင်ကျွန်တော်ကအရန်ပြောခွင့်ပေးတယ်တချို့ကျတော့လည်းပြောရပါဘာဟုတ်ကလေးဘာလို့ခေါ်လာလဲပေါ့နော် ကလေးတွေဘာဆိုတာကသူတို့ရည်သားနဲ့ခေါ်မှာဟိုဟိုတယ်သွားမှာရောက်ဖို့ပါမျိုးမဟုတ်ဘူးငါတို့အကူကလည်းလိုက်ပို့တယ်ငါတို့အကူကဒီလိုမျိုးငါတို့ကိုပြောင်းအောင်လုပ်ပေးတယ်ငါတို့ဥလိယဒီလိုမျိုးအနေထားတွေငါတို့ကိုပို့ပြီးပြီးသားငါတို့ဘုရားမှာမကြုံဘူးတာမရှိဘူးမစားဘူးတာမရှိဘူးမသွားဘူးတာမရှိဘူးမနေဘူးတာမရှိဘူးငါတို့ကိုလာမနေနဲ့ဆိုတာမျိုးဖြစ်အောင်ကျွန်တော်လုပ်ပေးထားတာလုပ်ပေးခြင်းတာပေါ့နော်လုပ်လဲလုပ်ပေးနေရဆိုတော့အဲ့လိုအဲ့လိုမျိုးပေါ့နော်ချိုးချတော့လဲစိတ်သဘောထားကြည့်လိုက်တာနော် အတချို့လာလာမေးလို့ပါကျွန်တော်မောင်နှမတွေဘယ်လိုများစိတ်ထားလိုက်လဲဆိုလို့လေနော်ဟုတ်ကဲ့ပါမြို့လူကြီးမွဲဗီဒီယိုလီကတော့ဒီလောက်ပါပဲရှိဒီ comment ခတ်တနခတော်တော်လေးနဲ့စိတ်ထားပြေးသွားတယ်ပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းတွေအပေါ်မှာလည်းမိသားစုလိုသဘောထားတယ်ပေါ့နော်ဒီကိုယ့်ရဲ့အတွေ့အကြုံချပါမလို့စောင့်ရှောက်တယ်ကြည့်ပြီးတော့လေဝန်တာပီတီဖြစ်ရပါတယ်အခုကြည့်နေတဲ့အမျိုးတွေထဲမှာလည်းဒီလိုမျိုးအလုပ်လိုအပ်လို့ရှင်တော့အဲဒီလိုစိတ်သဘောထားကောင်းတဲ့ comment ခတ်ရှိမှတော့ရှောက်လို့ရအောင်လို့ပြန်လည်းညှောက်လည်းရှိမှဖြစ်ပါရဲ့ရှိမွဲဗီဒီယိုလီကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးရဲ့အမှ comment လေးတွေ ရက်ကပ်ပြီးရပါရှိနောက်ထပ်လည်းမိုးဆက်လီတရနေဘူးတူတာရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တင်ဆက်ပေးသမှာမို့မွေး channel လေးကို like subscribe နဲ့တပ်ပြီးတော့ဆုပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တတာ